မင်္ဂလာပါခင်ဗျရှကုံခစ်တိကနေဒီနေ့နေ့လေကသတင်းလေးကိုတင်ဆက်ပေးပါမယ်နေပြည်တော်မှာငလင်တန်းကြောင့်ပြိုကျခဲ့တဲ့ဝင်ကြီးဌာနရုံးတွေအပောင်းဝင်အစားအုံတွေကိုပြန်လဲတိဆောက်ခွင့်အတွက်အချမ်းဖတ်မင်းအွန်လိုင်းရဲ့တာအောင်ပြေဆုံးပိုင်နဲ့စောက်လို့ရေးကံမီကတာလုတ်ပိုင်ခွင့်ရရှိမှာဖြစ်တယ်လို့ဆိုပါတယ်တောင်ကိုရီးယားနိုင်ငံကမြန်မာနိုင်ငံအတွက်ငလင်တန်းကြောင့်ပိတ်အပ်မဲ့လူသားချင်းစာနာမှုဆိုင်ရာအကူအညီတွေကိုစစ်ကောင်စီလက်ထက်မပေးဘဲနိုင်ငံတကာအဖွဲ့အစည်းတွေကနေတဆင့်တာ မြန်မာပြည်သူတွေစီပိတ်အပ်မှာဖြစ်တယ်လို့တောင်ကိုရီးယားလွှတ်တော်အမတ်အီယုံဆုံးကပြောလိုက်တဲ့သတင်းပါဝင်ဒီနေ့လည်းကသတင်းတွေကိုတင်ဆက်ပေးပါမယ်အခုပထမဆုံးတင်ဆက်ပေးခြင်းတဲ့သတင်းကတော့နေပြည်တော်မှာငလင်တန်းကြောင့်ပြိုကျခဲ့တဲ့ဝင်ကြီးဌာနရုံးတွေအပါအဝင်အဆောက်အုံတွေကိုပြန်လည်တိစောက်ခွင့်အတွက်အကြမ်းဖက်မင်းအွန်လိုင်းရဲ့တာအောင်ပြေစုံပိုင်နဲ့ဆောက်လုပ်ရေးကံလီကသာလုတ်ပိုင်ခွင့်ရရှိမှာဖြစ်တယ်လို့နေပြည်တော်စစ်တပ်သတင်းရေးမြစ်ကရန်ကုန်ခေတ္တကိုပြောပါတယ်။ လက်ရှိသခိုင်းငလင်ကြီးလှုပ်ခတ်သွားမှုအတွင်းနေပြည်တော်မန္တလေးသခိုင်းဘကိုးတိုင်းအပါဝင်မြန်မာနိုင်ငံအလဲပိုင်းနယ်ရှမ်းပြည်တောင်ပိုင်းတို့မှာအပြက်စီးတွေတော်တော်ကိုများပြားထားပြီးအဲ့ဒီဒေသတွေမှာရှိတဲ့စစ်ကောင်စီရဲ့ဝင်ကြီးဌာနရုံးတွေဝန်ထမ်းအင်အားတွေနဲ့လန်ဒါတွေလည်းအမြောက်အများပြက်စီးထားတယ်ဆိုပါလေငလင်နိုင်ငံပြောကြားခဲ့တဲ့ဝင်ကြီးဌာနရုံးတွေအပါဝင်အဆောက်အုံတွေကိုပြန်လည်တိဆောက်ခွင့်အတွက်စောက်လို့ရေးကုမ္ပဏီတွေကိုစစ်ကောင်စီကခွဲတန်းချပေးမယ်ဆိုပြီးပြောထားပေမဲ့ အဓိကဝင်ကြီးဌာနရုံးတွေနဲ့နေပြည်တော်ကစောက်အုံတွေအားလုံးရဲ့တိစောက်ခွင့်ကိုတော့အကြံဖက်မင်းအွန်လိုင်းရဲ့တာအောင်ပြေဆုံးပိုင်တဲ့စောက်လုံရေးကမ္ဘာဒီကတာလုတ်ပိုင်ခွင့်ရရှိမှာဖြစ်တယ်လို့နေပြည်တော်စစ်တပ်တင်းအရေးမြစ်ကရန်ကုန်ခေတ်ကိုပြောထားပါတယ်။လက်ရှိငလင်တန်းကြောင့်ပြိုကျပျက်စီးမှုတွေထဲမှာလူနေတိုက်တာဖျားဇေဒီဘုံကြီးကျောင်းနဲ့တိလရှင်ကျောင်းတွေစာသင်ကျောင်းတွေနဲ့ဌာနဆိုင်ရာရုံးတွေစုစုပေါင်းရေအတွက်2000ကျော်ဟာပျက်စီးထားတယ်လို့စစ်ကောင်စီကထုတ်ပြန်ထားတဲ့အပြင်ရန်ကုန်နေပြည်တော်မန္တလေးကာလန်ယထာလန်နဲ့ အမြန်လမ်းမကြီးတစ်လျှောက်အပိုင်း148ခုပါထိခိုက်ပျက်စီးထားတယ်လို့လည်းထုတ်ပြန်ထားသလိုအဲဒီလိုပျက်စီးမှုတွေတဲကမှအဓိကဝန်ကြီးဌာနရုံးတွေနဲ့နေပြည်တော်ကအဆောက်အုံလန်ဒါတီဆောက်ခွင့်တွေကိုတော့အကြံဖတ်မင်းအွန်လိုင်းရဲ့တာပိုင်နဲ့ဆောက်လုပ်ရေးကမ္ပဏီကသာလုတ်ပိုင်ခွင့်ရရှိမှာဖြစ်တယ်လို့နေပြည်တော်စစ်တပ်သတင်းရေးမြစ်ကပြောထားပါတယ်ခင်ဗျတဖက်မှာတော့ တောင်ကိုရီးယားနိုင်ငံကမြန်မာနိုင်ငံအတွက်ငလင်တန်းကြောင့်ပေးအပ်မဲ့လူသားချင်းစာနာမှုဆိုင်ရာအကူအညီတွေကိုစစ်ကောင်စီလက်ထက်မပေးဘဲနိုင်ငံတကာအဖွဲ့ဇီးတွေကနေတဆင့်သာမြန်မာပြည်သူတွေစီပေးအပ်မှာဖြစ်တယ်လို့တောင်ကိုရီးယားလွှတ်တော်အမတ်အီယုံဆွန်ကပြောလိုက်ပါတယ်။ဒါကတော့အီဘလာဆယ်နေဖြစ်တဲ့မနေ့ကပဲတောင်ကိုရီးယားလွှတ်တော်မှာပြုတ်လုတဲ့မြန်မာအရေးချားနာပွဲမှာတောင်ကိုရီးယားလွှတ်တော်အမတ်အီယုံဆွန်ကပြောလိုက်တာဖြစ်ပါတယ်။အဲ့ဒီချားနာပွဲကိုမြို့သားညီညွတ်အစိုးရ UNG လူ့အခွင့်အရေးဝန်ကြီးဦးအောင်မျိုးမင်းနဲ့အတူ UNG ရဲ့တောင်ကိုရီးယားသမရနိုင်ငံဆိုင်ရာကိုယ်စားလှယ်ဥယျာဉ်နိုင်ထွန်းလို့ပါတက်ရောက်ခဲ့ကြတယ်လို့လည်း UNG ကသတင်းထုတ်ပြန်ထားပါသေးတယ်။အဲ့ဒီကြားနာပွဲမှာမြန်မာရေးနဲ့ပတ်သက်ပြီးတောင်ကိုရီးယားနိုင်ငံအနေနဲ့ငလင်ဒန်တဲ့မြန်မာပြည်သူတွေအတွက်လူသားချင်းစာနာတဲ့အထောက်ပံ့တွေကိုလက်ရှိမြန်မာပြည်သူတွေကိုပြန်ပြီးအကြမ်းဖက်နေတဲ့စစ်အုပ်စုလက်ထက်ဓာတ်ရိုက်ပေးမှာမဟုတ်ပဲမြန်မာပြည်သူတွေလက်ထက်ကိုသာထိထိရောက်ရောက်ရရှိအောင်နိုင်ငံတကာဖွဲ့စည်းတွေကတဆင့်သာပေးအပ်သွားမှာဖြစ်တယ်လို့တောင်ကိုရီးယားလွတ်တော်အမတ်အီယွန်ဆွန်ကပြောလိုက်ပါတယ်ခင်ဗျာ။ တစ်ဖက်မှာတော့လက်ရှိမြန်မာနိုင်ငံမှာငလင်တန်းကြောင့်ပြည်သူတွေအတိဒုက္ခရောက်နေတာတောင်မကွေးတိုင်းနမောင်မြို့တောင်ဘက်အထွက်ကအကြမ်းဖက်စစ်ကောင်စီတပ်စစ်စေးရေးဂိတ်ဟာပြည်သူတွေစီကနေမတရားငွေညှက်စကြေးကောက်တာတွေဇက်တိုက်လုပ်နေတဲ့အတွက်တော်လိုင်းပူပေါင်းတပ်တွေကဝင်ရောက်တိုက်ခတ်ရမှာစစ်ကောင်စီတပ်သား9ဦးထက်မနည်းကတော့အသီးသီးတိတ်ကုန်ကြပြီလို့ People's Defense Organization နမောင်အဖွဲ့ရဲ့တာဝန်ရှိသူတို့ကရန်ကုန်ခေတ္တကိုပြောပါတယ် လက်ရှိမှာငလင်တန်းကြောင့်ပြည်သူတွေဟာအတိတ်ဒုက္ခရောက်နေပြီးဆိုရင်ပူပန်မှုတွေနဲ့စားဝတ်နေရေးတွေပါခက်ခဲနေတဲ့အချိန်အဲ့ဒီနမောင်မျိုးတောင်ပတ်အထွက်ကအချက်ဖက်စကောင်စီတက်စစ်စေးဂိတ်ဟာဖြတ်သွားသမျှပြည်သူတွေစီကနေမတရားငွေညှစ်စကြေးကောက်တာတွေကိုဇက်တိုက်လုပ်နေတဲ့အတွက်ဧပြီလ10ရက်နေ့ဖြစ်တဲ့မနေ့ကပဲတော်လိုင်းပူပေါင်းတက်တွေကဝင်ရောက်တိုက်ခိုက်ချင်းမုန်းခဲ့တယ်ဆိုပါတယ်အဲ့ဒီလိုတိုက်ခိုက်မှုအတွက်စစ်ကောင်စီတပ်သား9ဦးကတော့နေရာမှာနေပစ်လဲပြီးအတိအသေးတိုက်ကုန်ကြတဲ့အပြင်နောက်ထပ်စစ်သား10ဦးကဒဏ်ရာတွေရသွားကြတယ်လို့ လက်ရှိမှာစစ်ကောင်စီတပ်တွေဟာနေရဒေသတော်တော်များများမှာသူတို့ရဲ့အုပ်ချုပ်ရေးရန်ရားတွေဟာရိုင်နေနေပြီဖြစ်ပေမဲ့ပြည်သူတွေစီကနေတော့မရရတဲ့နီးနဲ့ချင်းချောင်းငွေညှက်တောင်းရမ်းမှုတွေကိုဆက်လုပ်နေကြတာဖြစ်ပြီးမကြခင်သူတို့ sales ဘက်ကအနေမျိုးတွေဒီထပ်ပို့ပြီးလက်လွတ်ရတော့မှာဖြစ်တယ်လို့လေ People's Defense Organization နမအဖွဲ့ရဲ့တာဝန်ရှိသူတို့ကပြောထားပါတယ်ခင်ဗျတဖက်မှာတော့ စကိုင်းတိုင်းမုံရွာမြို့ကစကောင်စီလက်အောက်ခံအမှတ်နှစ်ရဲစခန်းရဲ့အရာရှိဒုရဲအုပ်အေးတန်းထွန်းဆိုသူကိုယ်တိုင်လက်နက်ခဲရဲနဲ့အတူတော်လိုင်းတက်တွေစီမှာအလင်းဝင်ရောက်လာတယ်လို့မုံရွာခိုင်ပီတီအမှတ်25တရင်မှုတပ်မဏိကရန်ကုန်ခေတ္တကိုပြောပါတယ်ဒါကတော့ဧဘရလ9ရက်နေ့ကပဲမုံရွာမြို့ကစကောင်စီလက်အောက်ခံအမှတ်နှစ်ရဲစခန်းရဲ့အရာရှိဖြစ်သူဒုရဲအုပ်အေးတန်းထွန်းဆိုသူကိုယ်တိုင်ပဲတော်လိုင်းတက်တွေနဲ့ချိတ်ဆက်လာပြီးအလင်းဝင်ရောက်လာတဲ့အတွက် နယ်မြေကန် PDF တရင်20နှစ်အကူအညီနဲ့တွားရောက်ခေါ်ထုတ်ပေးခဲ့တယ်လို့ဆိုပါတယ်။အဲ့လိုအမတ်နဲ့ Yeskan ရဲ့အရာရှိဖြစ်သူကိုတိုင်အလင်းဝင်ရောက်လာတဲ့ဒုရဲအုပ်အေးတန်းထွန်းဆိုသူကိုဒေါ်လာရင်တရီကကောင်းကောင်းမွန်မွန်လက်ခံခေါ်ယူစောင့်ရှောက်ပေးပြီးတဲ့နောက် CDN လုပ်ငန်းစဉ်အတိုင်းရတဲ့ရတိုက်တဲ့အခွင့်ရေးတွေအပြည့်အဝပေးထားပါတယ်လို့လည်းမုံရွာခိုင် PDF အမှတ်25တရင်မှုတမ်မနီကပြောထားပါတယ်ခင်ဗျ။တစ်ဖက်မှာတော့ မြန်မာနိုင်ငံမှာငလင်တန်းချောင်းပြည်သူတွေအတိဒုက္ခရောက်နေတဲ့အချိန်ကိုကြီးမှုတွေထိတိရောက်ရောက်မလုံနိုင်တဲ့အကြမ်းဖက်စစ်ကောင်စီတပ်ဟာတစ်ဖက်မှာတော့မတရားတောင်ကူနဲ့ဖဲ့ခုံမြို့နယ်တွေမှာလေကြောင်းတိုက်ခိုက်မှုတွေလှုပ်သွားပြန်တဲ့အတွက်ပြည်သူနှုတ်ဦးသိဆုံးခဲ့ရပြန်တဲ့အပြင်နေအိမ်တွေလည်းမိလောင်ပျက်စီးထားတယ်လို့ဒေသခံပြည်သူတွေကရန်ကုန်ခေတ်ကိုပြောပါတယ်လက်ရှိငလင်တန်းခန်းဇတ်ထားရတဲ့မန္တလေးတိုင်းကမတရားမြို့နယ်မှာဆိုရင်ဧပြီလ10ရက်နေ့ဖြစ်တဲ့မနေ့ကပဲ ရေချောင်းဘူကျေးရွာအနီးကိုအကြံဖက်စစ်ကောင်စီတပ်ကလေနဲ့လာပြီးဘုံကျဲတိုက်ခိုက်သွားမှုကြောင့်အယသပြည်သူအမျိုးသမီးတဦးသေဆုံးခဲ့ရပြီးနေအိမ်တွေပါမိလောင်ပျက်စီးထားတယ်လို့ခရိုင်ပကဖရဲ့တာဝန်ရှိသူတဦးကပြောထားပါလေအလားတူတစ်ဖက်ကကင်းနီပြည်နယ်ဖေကုံမြို့နယ်ကတိကျိတ်ကျေးရွာကိုလည်းအီဘလာဆဲနီဖြစ်တဲ့မင်းကပဲအကြံဖက်စစ်ကောင်စီတပ်ကလေနဲ့လာပြီးဘုံကျဲတိုက်ခိုက်မှုကြောင့်ပြည်သူနှုတ်ဒဏ်ရာရထားတဲ့အပြင် တောင်ကူမြို့နယ်မှာလဲကြောက်လုံးကြီးဂျေရွာကိုဧပြီလ9ရက်နေ့ကပဲစစ်ကောင်စီတပ်ကလက်နက်ကြီးနဲ့ပစ်ခတ်မှုကြောင့်ပြည်သူတို့ဦးတေဆုံးထားပြီးငွေအိမ်တွေလည်းမိလောင်ပျက်စီးထားတယ်လို့ဒေသခံပြည်သူတွေကပြောထားကြပါတယ်လက်ရှိမှာတော့ငလင်တန်းကြောင့်ပြည်သူတွေအတိတ်ဒုက္ခရောက်နေတဲ့အချိန်ဂူညီမှုတွေထိတိယောက်ယောက်မလုံနိုင်တဲ့အကြမ်းဖက်စစ်ကောင်စီတပ်ဟာတစ်ဖက်မှာတော့လေကြောင်းတိုက်ခိုက်မှုတွေကိုအဆက်မပြတ်လှုပ်ဆောင်နေတယ်လို့လည်းသိရပါတယ်ခင်ဗျာ Okay. Dakaro